official listing နဲ့ unofficial listing ဘာကွာလဲပေါ့နော်ဒီ session ကတော့အသေးစားကျွန်တော်တို့ဘုဒ္ဓတအနေနဲ့ဒီတိုင်းလေးပဲနားထောင်သားလို့ရတယ်အရင်ကြီးမှတ်စရာတွေအများကြီးတောင်းမှာမဟုတ်ဘူးနော်ဒီတိုင်းပဲနားထောင်ကောင်းကောင်းနဲ့ဆက်နားထောင်လိုက်အဆင်ပြေပါတယ် okay official နဲ့ unofficial official ဆိုတော့ဘာသာပြောမယ်ဆိုလဲတရားဝင်ပေါ့နော် unofficial ဆိုတာကတော့ကျွန်တော်တို့တရားမဝင် trading အနေနဲ့လောက်ကြတာပေါ့အဲ့တော့ official listing လုပ်တယ်ဆိုတာက exchange ဘက်ကနေပြီးတော့ဒီ token နဲ့ပတ်သက်ပြီးတော့သူတို့စစ်ဆေးရရှိရစစ်တယ်ရှင်းပါလဲ exchange listing နဲ့ပတ်သက်လို့ပြောခဲ့တဲ့အချိန်မှာ product အဲ exchange ဘက်ကနေပြီးတော့ဒီ project နဲ့ပတ်သက်လို့စစ်ကြတယ်လို့ပြောတယ်ဘောနော်အဲ့လိုပဲ official listing သွားမဲ့ project တခုအနေနဲ့ကအဲ့လိုမျိုးစစ်ဆေးရပဲရှိရတယ်တကယ်ဒီ token ရဲ့ token နံပါတ်ကဘာလဲတကယ်ရောအဲ blockchain ပေါ်မှာ run ရတဲ့ token တခုဟုတ်လား အဲဆရှိတဲ့ဖြစ်ပါတော့ project သင်ကဘယ်သူတွေလဲဒီလိုမျိုး official listing သွားဖို့အတွက်က exchange တစ်ခုကနေပြီးတော့ assessment ဆိုပြီးတော့ attribute ပေးဖို့လိုအပ်တယ်အဲ့ဒီလိုမျိုး attribute ရဲ့ project တွေကဘယ်ရနေလာကြလဲဆိုတော့ finance မှာဆိုရင် launch pool လို့ပုံစံမျိုးတွေကမိတ်ဆက်ကြတယ် order agent ကနေပြီးတော့ပေးထားတဲ့ token မျိုးတွေရှိတယ်ပြောမယ်ဆိုတော့ exchange ပေါ်မှာ official list လောက်ဖို့အတွက်ပေါ့နော်နောက်တစ်ခု unofficial listing ဆိုတာလဲ crypto နေပေးမှာရှိသေးတယ်ဒါကတော့ IOU trading လို့ခေါ်တယ် IOU ပေါ့နော် ပြောရင်တော့အာအမခံလိုက်တာပေါ့နော်တကယ်ဘလော့ချိန်းမှာ run နေတဲ့ token တခုမဟုတ်သေးဘူးဘလော့ချိန်းမှာနေပြီးတော့ဒီ token ကိုကျွန်တော်တို့က crypto လို့ပြောလိုက်တာ ਨੇ ဒီ token ကဘလော့ချိန်းမှာ run တဲ့ token တခုဖြစ်ဖို့လိုအပ်တာ哦သို့တော့အာ unofficial listing မှာကအဲ့လိုပုံစံမျိုး crypto အာဘလော့ချိန်းမှာ run တဲ့ token တခုတော့မဟုတ်အမခံပေးလိုက်တာပေါ့အာဒီလိုမျိုးဒီ token အရောင်းဝယ်လုပ်လို့ရမယ် အပြင်အိတ်ချင်းအပြင်ကိုထုတ်ပြီးတော့ wallet တွေရွှေရမျိုးတွေလုတ်လို့မရဘူးဒီအိတ်ချင်းတစ်ခုထဲမှာပဲအကြောင်းဝင်လုတ်လို့ရမယ်ဥမာအနေနဲ့ဆိုရင် pi ဆိုရဲ token ကိုကြားဘူးကြားမယ်ထင်တယ်အာ crypto ကြောင်းလေးလာကြတဲ့သူတော်တော်များများကအဲ့ဒီ pi နဲ့မကင်းကြတာမျိုးတွေရှိကြရပါတော့နော်အဲ့တော့ pi ရဲ့ history လေးလေးကျွန်တော်တကယ်လေးအာပြောချင်တယ် pi ဆိုတာကကျွန်တော်2019လောက်တော့ကစပြီးတော့ထွက်လာတဲ့ crypto project တခုပေါ့နော် mobile phone နဲ့တုံးပြီးတော့ မိုင်းနင်းလုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့စထွက်လာတယ်။စထွက်လာတဲ့အချိန်မှာ refer လို့ရကြတော့ဘာကြီးလောက်ကြလဲဆိုတော့တော်တော်များများကဘေးကွန်ကိုကြော်မဲ့ project တို့အဲ့လိုပုံစံမျိုး number တွေနဲ့ပေါ့နော်လာတယ်။သူ့မှာကတကယ်လဲအဲ community ကအကြီးပဲတကယ် community အကြီးတစ်ခုရှိတယ်ပိုင်းမှာကသို့တော့အဲသူက project ကဟိုအလုပ်ဒီအလုပ်နဲ့အချိန်ကြီးကြာလာပါတော့အချိန်ကြီးကြာလာတဲ့အချိန်မှာ community ကတော့ကြီးလာတယ်သို့တော့ main net ကထွက်မလာနိုင်ဘူး crypto main နဲ့အဲ pi main နဲ့ network မထွက်လာနိုင်တဲ့အတွက် exchange listing လည်းမလာနိုင်ဘူးပေါ့ဗျာအဲ့ဒီအချိန်မှာ pi ဘက်ကနေပြီးတော့ exchange listing သွားဖို့အတွက်သူတို့ပြင်နေပါပြီဆိုတဲ့သတင်းတွေထွက်လာခဲ့ထွက်လာတဲ့အချိန်မှာဘာဖြစ်တယ်လဲဆိုတော့ဒီ pi ကိုသူတို့ရဲ့ exchange တွေပေါ်မှာ list queen ရဖို့အတွက် project တွေဘက်ကအာဒါကိုခွင့်ပြုပေးလိုက်တာမျိုးမဟုတ်နော် project team နဲ့လည်းမဆိုင်ဘူးအဲ့ချင်းတွေကသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့သူတို့ပိုင်ဆိုတဲ့ token တွေကိုသူတို့အဲ့ချင်းတွေမှာတီးတီး list လောက်ချတယ် အဲသူတို့ကတော့အမခန္ဓာပေါ့ပိုင်ကမိနဲ့ထွက်လာခဲ့တဲ့အချိန်မှာဒီတုတ်ကင်းတစ်ခုကိုပိုင်တုတ်ကင်းတစ်ခုနဲ့လဲလဲကွင်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေအာမခံကြတယ်။အဲ့ဒါကိုအဲ့လိုပုံစံမျိုး trade လုပ်လို့ရတဲ့တုတ်ကင်းတွေကို IOU တုတ်ကင်းတွေလို့ခေါ်ကြတယ်။ဒါကပိုင်ပေါ်မှာဖြစ်သွားခဲ့တဲ့အရာ။အာတကယ်လည်းတချို့အချိန်အချိန်ဆိုမှအဲ့လိုအချိန်ကြီးတွေကတော့အဲ့လိုမျိုးလုပ်လို့မရှိဘူး။အချိန်ကြီးတွေက IOU တုတ်ကင်းတွေ list လောက်တာမျိုး မရှိပါဘူး။အာတော်တော်နေတဲ့ထဲမှာပါတယ်။ ဘယ်သူတွေကပဲလုံးလေးရှိလဲဆိုတော့အဲ့လို exchange အငယ်လေးတွေပေါ့နော် crypto exchange ပေါက်စားလေးတွေကဒီလိုမျိုးနာမည်ကြီးတဲ့ community တွေထဲမှာနာမည်ကြီးတဲ့ user base ကောင်းကောင်းရှိတဲ့ token တွေဆိုရင်အဲ့လိုသူတို့တွေက IOU နေနဲ့ trade ကြတယ်အဲထုတ်ရောင်းကြတယ်အဲ့တော့ project တွေဘက်ကဘာလုပ်လို့ရလဲဆို project တွေဘက်ကညှင်းလို့ရတယ်အာကျွန်တော်တို့ကတော့အဲ့ဒီ exchange မှာ list လုံးမှာမဟုတ်ဘူးအဲ့ဒီ exchange မှာဝယ်ထားတဲ့သူတွေအတွက် pi token တွေက exchange တွေပဲဆိုင်နေမှာပေါ့နော်ကျွန်တော်တို့ရဲ့မဆိုင်ဘူးဆိုတာမျိုးတွေညှင်းတာမျိုးတွေဖြစ်လာနိုင်တယ်ဒါက IOU နဲ့ ပတ်သက်တဲ့ကိစ္စဆိုတော့နောက်ထပ် slide တစ်ခုဆက်သွားလိုက်ပို့ပြီးတော့အဲဒီငကူကွာချချက်တွေပို့သိလာမယ်ထင်တယ်အဲ့တော့ official listing အကြောင်းလေးအရင်ပြန်ပြီးတော့တွားချက်ရအောင် official listing မှာအာခုနကလည်းပြောခဲ့ပြီကျွန်တော်ကဒီဇီးကွက်ထဲကိုဒီ token ကိုတရားဝင်အစစ်စစ်အတည်ပြုပြီးတော့ထည့်မှာဖြစ်တဲ့အတွက်သူ့မှာစစ်စစ်တဲ့အပိုင်းအများကြီးရှိတယ်ဆိုတော့အာအချင်းဘက်ကလည်း project ကိုလေ့လာတယ် security အရာစစ်ဆေးတာတွေရှိမယ်။ outbreak အရာစစ်ဆေးတာတွေရှိမယ်။ဒီတိမ်းရဲ့အာကျွန်တော်ဘယ်လောက်ထိယုံကြည်ရလဲ token တွေတွေဒါတွေစုံဖြတ်ကြရတယ်။ပြီးပြီဆိုရင်အအမှန်တကယ်ရှိနေတဲ့ကျွန်တော် crypto token တွေကိုအယောင်ဝယ်လုပ်ခွင့်ချမှာဖြစ်ပါတယ်။ဒီ token ကိုကြိုက်တဲ့အချိန်မှာကြိုက်တဲ့ wallet ကိုထုတ်အာတက်ဆိုင်ရာ wallet ဖြစ်ဖို့လိုအပ်တာပေါ့ လိုမျိုးမျိုးဥမာထားပါတော့ Ethereum ဆိုရင် official listing လာထားရုံနဲ့ Ethereum ကို exchange ကနေ Ethereum နဲ့ဝယ်လိုက်တယ်အဲ့ဒီ Ethereum တွေကို crypto wallet Ethereum wallet တွေကိုကျွန်တော်ကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ထုတ်လို့ရတယ်ဒီလိုမျိုးပေါ့နော်တကယ်အမှန်တကယ်ရှိရဲ့ digital assets တွေကိုလက်ရှိရှိနေတဲ့ဈေးတွေအတိုင်းအကြောင်းဝင်လုပ်နိုင်မယ်အာဆိုတော့ဒီလိုအကျိုးကျေးဇူးတွေ official listing ကနေရှိမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ် slide တစ်ခုဆက်သွားလိုက်ပါမယ် an official listing ပေါ့နော်ဒီမှာကတော့ IOU အာ IOU အဲ့ဒါကိုအတူကောင်းအနေနဲ့ IOU ဆိုပြီးတော့ပြောကြတာပေါ့နော်ယာယီတုတ်ပြင်တခုဖြစ်ပါတယ်ကိုအချင်းကြီးဘက်ကနေပြီးတော့ကတိကဝေပြုလိုက်တာပေါ့ဒီ token နဲ့ပတ်သက်လို့ main ကို one to one ပေးမယ်ခုနကဥပမာတွေမှာပါခဲ့ပိုင်လို့ပြောရမယ်ဆိုရင် pi token တခု IOU အနေနဲ့ list ထားတဲ့ pi token တခုကို IOU အနေနဲ့ list ထားတဲ့ byte token တခုကိုဆောင်းလို့ပြဒီတကယ် main နဲ့ထွက်လာတဲ့အချိန်ပိုင်ကလက်ရှိမှာတော့ crypto token တွေအလွယ်ပြောင်းလုပ်လို့ရနေသူမှာ wallet တွေပါရေးလည်းရှိနေပြီဆိုတော့အဲ့ဒီလိုအလွယ်ပြောင်းလုပ်လို့ရတဲ့အချိန်မှာတကယ်ကြိုက်တဲ့အချိန်ကြိုက်တဲ့ wallet ကိုထုတ်ဖို့အတွက်အမ် byte token အစ်စ်တခုပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးအမခံလိုက်တဲ့ token တွေပေါ့နော်တကယ် token အစ်စ်မဟုတ်သေးဘူး ကလေးကဝက်ပြူထားတဲ့ဒုက္ခအစ်စ်မှာပဲရှိတာဖြစ်ပါတယ်ဆိုတော့အာလက်ရှိချိန်မှာပိုင်က official listing အနေနဲ့သွားထားတဲ့ HA နေရှိတယ်ပိုင် official listing သွားထားတဲ့ HA နေမှာဆိုရင် OKX ပါမယ် Messi ပါမယ် Backup ပါမယ်အစရှိနေဖြစ်မှာနော်အဲ့တော့ဒီအဲ့ဒီ HA နေမှာဝယ်ထားတဲ့ Pi token နေဆိုရင်ကျွန်တော်ညပါလို့လို့ရလဲဆိုတော့ပိုင် wallet ထဲကိုထုတ်လို့ရတယ်ပိုင် wallet သုံးမှုဆိုတာလဲ KYC တွေလို့ပါဟုတ်သူကလည်းလက်ရှိချိန်မှာက main နဲ့ပြန်ပြီးတော့ပေါင်းစည်းရေးတွေလုပ်နေတာဖြစ်တဲ့အတွက် ိုင်းနေပုံမှာပြန်ပြီးရွှေ့နေရမျိုးတွေလုပ်တဲ့ဖြစ်တဲ့အတွက်အ process တွေကတော့အရင်ကြာနေစေဖြစ်ပါတယ်သို့တော့ official listing တော့လာသွားပြီအခုနက IOU ဆိုတာက official listing မလာခင်အတွင်းမှာပေါ့နော်ဖြစ်ပြသွားခဲ့တဲ့အကြောင်းအရာတွေပါအဲ့တော့ IOU ပါလဲဘယ်လိုမျိုးတုတ်ကင်နေလဲဆိုတာကိုလည်းအာနေချင်တာလည်းသွားကြမယ်လို့ထင်အဓိကတော့အဲ့ချင်းတွေကနေပြီးတော့ဂရီးကဝတ်တစ်ခုပြုတ်ပြီးတော့ဒီ token ကိုနောက်တစ်ချိန်မှာအာ token တစ်ခုတစ်ခုချင်း ညီပြီးတော့လဲပေးမယ်ဆိုတာမျိုးအာမခံလိုက်တာပေါ့နော်အဲ့ဒီအတွက်ဒီအိတ်ချင်းမှာပဲအယောင်ွယ်လုပ်လို့ရတယ်အပင်တွေမှာထုတ်လို့လွှဲလို့မရဘူးအဲ့တော့ risk အနေနဲ့ဘာတွေရှိလဲဆိုတော့အာ list တာတဲ့အိတ်ချင်းပေါ်မှာရှိတဲ့ trade issue အတိုင်းပဲအာအများကြီးမူတည်တယ်ဒီအိတ်ချင်းကယုံကြည်ရလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ IOU rate ပေါ်ယုံကြည်ရလားမယုံကြည်ရဘူးလားဆိုတာလည်းကြွားသွားမယ်နောက်တစ်ခုကအာဈေးကွက်အရာပေါ့နော် manipulation လုပ်ခံရတာမျိုးတွေကြုံရနိုင်တယ် အဓိက IOU တွေမှာဂျုံအားလေးရှိတဲ့ပြဿနာတွေအာ liquidity အတုတွေပေါ့နော်တကယ်မရှိတဲ့ liquidity တွေဖန်တီးပြီးတော့ဈေးဝက်ကိုဈေးကစားတာမျိုးတွေဂျုံအားနိုင်တယ်အ user တွေအနေနဲ့ဒုရဖြစ်နိုင်တဲ့အကြောင်းအရာတွေလည်းပေါ်လာနိုင်တယ်ဒါ IOU ကနေဖြစ်လာနိုင်တဲ့ risk တွေပါ Okay နောက်ထပ် slide တစ်ခုဆက်သွားလိုက်ပါမယ်ဒါကတော့ key takeaway ဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့က exchange listing သွားခင်ဒီမှာဂျုံရတဲ့ အချက်လေးရှိရပါတော့။အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော် exchange listing သွားမယ်လို့ပြောကြတဲ့အချိန်မှာခုနက IOU လို့ကိစ္စရင်းပေါ်လာတတ်တယ်။ပိုင်တော့ဆိုရင်လည်း exchange listing သွားမယ်လို့ပြောလိုက်တဲ့အချိန်မှာ exchange တွေကအပြိုင်ဆိုင်လို့တွေ IOU တွေထုတ်ပြီးတော့ list ကြတာမျိုးတွေရှိရပါတော့။ Now this is like အကုန်ပြောမှလာဆိုတော့အကုန်မပြောပါဘူးကျွန်တော်ပြီးပါပြီ။ဆိုတော့အ STV token listed သွားတော့မယ်လို့ပြောတဲ့အချိန်မျိုးတွေမှာတရင်အမှားတွေကျုံလာရတာမျိုးတွေဖြစ်နိုင်တယ် ာ STB token တွေအရောင်းဝယ်လုပ်လို့ရနေပြီဒီမှာတွေ့လာငါ့ရဲ့ wallet ထဲမှာ STB ဆိုတဲ့နာမည်နဲ့ token တွေရောက်နေပြီဒါမျိုးတွေကြုံကောင်းကြုံလာရနိုင်တယ်အဲ့တော့အာတေးကြရတယ် STB ဘက်ကမှ official announcement တခုမှထွက်သေးပဲနဲ့အဲ့လိုတွေကြုံနေရပြီဆိုရင်အဲ့ဒီ token တွေကအတုဖြစ်ပါလိမ့်မယ်အဲ့ဒီလိုမျိုးအတူတွေကနေရှောင်လွှဲနိုင်မှုဆိုရင်ကျွန်တော်တို့က STB ရဲ့ tier 1 social media တွေကနေကြီးညာတဲ့ announcement တွေကိုလိုက်ပြီးတော့ကြည့်ဖို့လိုတယ် announcement တွေကိုကြည့်မယ်ဆိုရင်ဒီမှာပါထားတဲ့အချက်လေးတွေကိုကျွန်တော်တွေ့ရလိမ့်မယ်အခုမှအာ ICO round နဲ့ round ကနေပြီးတော့ဒေါ်လာ25 million ချထားတယ်ဒီလိုမျိုးပေါ့နော်အဲ့တော့ခမတခြားတရင်အမတွေမှာအာ ICO round 1နဲ့ round 2ကနေပြီးတော့ဒေါ်လာတန်100ရရတယ်လို့ပါလို့ဆိုရင်ဒါတရင်အမတွေဖြစ်လာမှာပေါ့နော်အဲ့လိုမျိုးပဲအဲတကယ်တရင်အမှန်နေဆိုတာက STB ရဲ့ official announcement တွေကလာမှာပဲရုံကြည်ရမှာဖြစ်ပါတယ်အာတခါလေးမှရှိနိုင်သေးတယ် တကယ်တရားဝယ် social media page ကြီးကနေတင်တိတိုင်အောင်အလဲအညာဖြစ်တဲ့ပြဿနာတွေများရှိအဲ့ဒါကဘာလဲဆို social media တွေ hack ခံရတာမျိုးတွေသိကြတယ်အကုန်လုံးတော့တပြိုင်တည်းအထည်ဖြစ်လာမှာမျိုးတော့မဟုတ်ထားပါတော့ x က security လိုအပ်ချက်တွေရပါသွားတည်တိုင်အောင် Facebook မှာတော့အဲ့ဒီ announcement ကရှိနေမှာမျိုးမဟုတ်ဘူးเนาะအဲ့တော့ x မှာ announcement တခုတွေ့လိုက်ပြီဆိုရင်အဲ uh, Facebook မှာရောဒီ announcement ကရှိရလား Telegram မှာရောဒီ announcement ကရှိရလားဆိုတာတွေကိုပြန်ပြီးတော့ check လုပ်ဖို့လိုတယ် အာ announcement တခုကိုတွေးလိုက်တာနဲ့ချက်ချင်းပြေးပြီးတော့လုံးလိုက်တာမျိုးတွေမဖြစ်သင့်ဘူးအာ social media တွေတခြားနေရာတွေနောက်ဆုံးမသေးကြဘူးဆိုရင် user community ရှိရ user community တွေထဲမှာဝင်ပြီးတော့ဒါကအစ်မဟုတ်ရလားဆိုတာမျိုးတွေပြန်ပြီးတော့ကျွန်တော်စစ်ဖို့လိုအပ်တယ်ဒါဘာလို့တတိပေးနေရတာလဲဆိုတော့ဒီလိုမျိုး token listing လာတော့မယ်ဆိုရင် project တွေမှာကြုံရတဲ့ပြဿနာတခုကအဲ့ဒီ token ရဲ့အတူတွေပေါ့နော် decentralized exchange မှာဆိုရင်လည်းကျွန်တော်ဘာရင်နဲ့ပြန်စစ်ကြရလဲဆိုတော့ ဒီ token ရဲ့ smart contract လို့ခေါ်တယ်အာ ID တခုပေါ့နော်အဲ့ဒီ ID လေးနဲ့ပြန်ပြီးတော့ token အတူ access ဆိုတာမျိုးပြန်ခွဲရတယ်ဒီ centralized exchange မှာဆိုရင်ထားပါတော့ဥပမာအနေနဲ့ပြောရမယ် BNB ပေါ့နော် BNB ဆိုတဲ့နာမည်နဲ့ token တွေကအများကြီးရှိနေနိုင်တယ်သို့တော့အဲ့ဒီထဲက BNB token အစ်စ်က smart contract နဲ့ပဲပြန်ပြီးတော့ခွဲတာဖြစ်ပါတယ်အဲဒီလိုရတွေကိုကျွန်တော်တွေအာသိရှိထားဖို့လိုအပ်တယ်အဲ့တော့ information နေနဲ့ပတ်သက်လို့ နိုင်ငံရေးသတင်းချက်လက်တွေနဲ့ပတ်သက်လို့ဆိုရင် STB ရဲ့တရားဝင် announcement တွေကိုဆောင်ပြီးတော့ချိန်တင်ပါတယ်